beauty queen အချင်းချင်းကဘာမှမဖြစ်ဘူးအဓိက fan တွေကအရန်ပြောလာတဲ့ခါကြလို့ရှင်ဒီဘက် organization ဟိုဘက် organization တိတ်ခါကြမယ်ရက်ဖြစ်ပြက်လေးဖြစ်လာဖြစ်တယ်ဆိုတော့ဒီခါလေးကြရင်တော့အချင်းချင်းရှောင်ဖို့ဆိုရဟာမျိုးလေးတော့ပြောထားမျိုးလေးရှိရဘာလို့လဲဆိုတော့ဟိုချစ်လို့ရတယ်နောက်ွယ်မှာချစ်ကြမယ်ဒါပေမဲ့ရှေ့မှာကြရင်တော့ညင်ညင်လေးနေလိုက်တာကောင်းတယ်ပေါ့နော် social media ဘာလို့လဲဆိုတော့ဒီဘက် fan ကလည်း အာသူ့မယ်ကိုသူချစ်မှာပဲဟိုဘက်ဖန်ကလည်းသူ့မယ်ကိုသူချစ်မှာပဲအဲ့ဒီမှာစကားတွေကဖန်ချင်းဖန်ချင်းကဖောင်းလာတဲ့အချိန်မှာကျွန်တော်တို့ကဘာမှမဖြစ်ပေမဲ့ကျွန်တော်တို့နောက်ွယ်တွေမှာရှိကြတဲ့ဘုတ်ဆော့ဒရိုက်တာတွေရှေ့ရရှင်တွေကကြာမကြိုက်ဘူးသမီးတွေကိုတခုခုပြောရရင်ကျွန်တော်အဲ့လူအန်ဖရန့်လုပ်လိုက်တာ အဲ့တော့တဖြည်းဖြည်းကိုမှာ friend မရှိတော့ဘေးပို့ပါတော့ပါကိုပြောတာတော့အမှန်တမ်းပြောရင်ထုံးနေပြီကျွန်တော်ကငယ်ကလေးကပြောခံလာတာဖြစ်တဲ့အတွက်ဘာမှလည်းမဖြစ်ဘူးဒါပေမဲ့သူတို့ပြောရင်ကြာကိုကမကြိုက်ဘူးမကြိုက်တော့ကိုကပြန်ပြောမိလို့ရှင်ကြာဟိုကဖြစ်တော့အော် okay ပေါ့အာသူနဲ့ကိုလည်း friend ဖြစ်ထားပြီမဲ့ဒါရေအမှန်တမ်းပြောလို့ရှင်မစုံတော့လမ်းဖြစ်နေပြီဆိုတဲ့သဘောနဲ့ပဲ unfriend လုပ်လိုက်တဲ့သဘောပါပဲเนาะဆရာတမင်းသားလေးမှာအများရရှိရင်ဆိုတမင်း account ဆုံးကြိုးစားပါမယ်လို့ပြောပြလဲဆိုတော့အာတမင်းကနားလေးမှာဘောနော်အများရဆရာအာ ဆောက်ရှောက်ပေးနေတယ်ပြီးအရန်လည်းကာကာွယ်ပေးတယ်ပြီးရင်ဆရာအရန်သမီးလည်းတကယ်ဆဲအောင်လည်းရချစ်ပါတယ်လို့ကျေးဇူးတင်ပါတယ်လို့အဓိကလေသမီးညီများလာလေကျွန်တော်က friend မရှိတော့ဘူးဒါပေမဲ့သမီးတွေကိုတခုခုပြောရဲကျွန်တော်အဲ့လို unfriend လုပ်လိုက်တာအဲ့တော့တဖြည်းဖြည်းကိုမှ friend မရှိတော့ဘေးပို့မှာတော့ပါအဲ့လိုဖြစ်ရတယ်အသိရမလားအာကျင်းနေပါတယ်တကယ်သူတွေကိုလည်းကျေးဇူးတင်ပါတယ်ဒါနှစ်ဦးနှစ်ဖက်စူးစမ်းကြမှာအောင်မြင်မှုလမ်းတစ်ခုကိုရှောက်လန်းနိုင်ကြပါလိမ့် ဲ့တော့အခါကျတော့ဟိုသူတို့တွေသူတို့ဆိုလို့ရှိရင်လည်းဒါနန်းနာဆိုလို့ရှိရင်လည်းဒါ group နဲ့ထားထားတယ်နန်းနာနန်းနာနန်းနာရဲ့ schedule ပေါ့နော်နန်းနာမတော်ဘူးလားဘာမှမလုပ်ဘူးလားအဲ့ထဲမှာ manager 3ယောက်လောက်ရှိမယ်အဲ့3ယောက်လောက်ကနန်းနာကိုအမြဲတမ်း check လုပ်ပေးနေရပါတော့အဲ့လိုပဲမြင့်မြတ်မှုဆိုလည်းမြင့်မြတ်မှု schedule နဲ့အမြဲတမ်းမူချင်းမတော်ဘူးဆိုရင်နေရတော့သူအစဲခံရပြီသူအော်ခံရပြီအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေအမြဲတမ်းလုပ်ကြည့်ပေးနေရဖြစ်တယ်သူအဲ့လိုမျိုးလေးတွေလုပ်ပေးမှလည်းနေရမကြခင်မှာပြိတ္တချစ်တဲ့အလှမယ်ဖြစ်လာကြပါလိမ့်အဲ့လိုမျိုးလေးပဲကျွန်တော်တရားလေးလုပ်ပေးနေပါတယ်လို့ဟုတ်အဓိကတော့ ကိုကပြောရဲဆိုရင်ကိုပြောကိုကပြောတာတော့မန်တိုင်းပြောထုံးနေပြီကျွန်တော်ကငယ်ငယ်လေးကပြောခံလာတာဖြစ်တဲ့အတွက်ဘာမှလည်းမဖြစ်ဘူးဒါပေမဲ့သူတို့ကပြောရင်ကြာကိုကမကြိုက်ဘူးမကြိုက်တော့ကိုကပြန်ပြောမိလို့ရှင်ကြာဟိုကဖြစ်တော့အော်โอเคပေါ့အာသူနဲ့ကိုလည်း friend ဖြစ်သားပြင်မယ်ဒါအမှန်တိုင်းပြောလို့ရှင်မစုံသောလမ်းဖြစ်နေပြီဆိုတဲ့သဘောနဲ့ပဲ unfriend လုပ်လိုက်တဲ့သဘောပါပဲဟုတ်အဲ့လိုမျိုးတော့မမာထားတာမျိုးမရှိပါဘူးသူတို့ကလည်းလွတ်လပ်လပ်အေးအေးဆေးဆေးပဲသူတို့ကသူတို့လွတ်လပ်စိတ် အေးစေးသွားခိုင်းထားပြီးသားပါပဲ beauty queen အချင်းချင်းကဘာမှမဖြစ်ဘူးအဓိက fan တွေကအရန်ပြောလာတဲ့ခါကြလို့ရှင်ဒီဘက် organization ဟိုဘက် organization တိတ်ခါကြမယ်အဲ့ဖြစ်ပြက်လေးဖြစ်လာဖြစ်တဲ့တော့ဒီခါလေးကြရင်တော့အချင်းချင်းရှောင်ဖို့ဆိုတဲ့ဟာမျိုးလေးတော့ပြောထားမျိုးလေးရှိရဲဘာလို့လဲဆိုတော့ဟိုချစ်လို့ရတယ်နောက်ွယ်မှာချစ်ကြမယ်ဒါပေမဲ့ရှေ့မှာကြရင်တော့ညင်ညင်လေးနေလိုက်တာကောင်းတယ်ပေါ့နော် social media ဘာလို့လဲဆိုတော့ဒီဘက် fan ကလည်း အာသူ့မယ်ကိုသူချစ်မှာပဲဟိုဘက်ဖန်ကလည်းသူ့မယ်ကိုချစ်မှာပဲအဲ့ဒီမှာစကားတွေကဖန်ချင်းဖန်ချင်းကဖောင်းလာတဲ့အချိန်မှာကျွန်တော်တို့ကဘာမှမဖြစ်ပေမဲ့ကျွန်တော်တို့နောက်ွယ်တွေမှာရှိကြတဲ့ဘုတ်ဆော့ဒရိုက်တာတွေရှယ်ယာရှင်တွေကကြာမကြိုက်ဘူး။ဒါဆို image တခုကိုထိသွားတာလေဒါ organization တခုရဲ့ image တခုကိုထိတာဖြစ်တဲ့အဲ့လိုမျိုးလေးဖြစ်တာဖြစ်တဲ့အားလေးတွေပဲထိမ့်သိမ့်ခိုင်းတာပါကျွန်တော်တို့ဘာမှပြောစရာမရှိပါဘူးဟုတ်ကဲ့။ line ထောင်ကြပါရဲဒါတို့လို့ဆိုလို့ရှိရင်လည်းဒါကျွန်တော်ကိုချစ်ကြောက်ယူတည်ကြတာပဲဆိုတော့ခါကြတယ်ဟုတ်။အဲ့လိုမျိုးတွေရောမရှိပါဘူးတို့တွေကအကုန်လုံးအမှတ်ပဲချိန်နေနေကြတာပဲပေါ့နော်တသက်ဆိုလည်းရမ်းကြောက်တယ်ဒါမမျက်မှုဆို ့ရှင်လည်းဒါကြောင့်သန်းသာဆိုလည်းကသူအကုန်သိတာပဲလေအဲ့တော့ခါကျအရင်ပြောရတာဆိုရတာမျိုးတွေတော့မရှိပါဘူးဗျာအမားတို့တွေကကျွန်တော်တို့ဒီပြိုင်ပွဲဝင်အကြောင်းမေးတယ်မေးတဲ့အချိန်မှာကျွန်တော်တို့ကဟိုအပြက်ပြောလို့မရအောင်ဆိုရဟာမျိုးရှိရပေါ့နော်ရှေ့မှာအပြက်ပြောလို့မရအောင်မျိုးရှိအဲ့အချိန်ကျရင်ကျွန်တော်တို့တွေဒီစကားဆိုရစကားဆိုရအတိုင်းမလှအောင်ပြောပြရတာမျိုးရှိတယ်ဒါရှိရပါတော့အဲ့ဒါမျိုးတွေကိုကျွန်တော်ဆိုရပြောကျွန်တော်လဲစင်ကြင်ရမှာပေါ့နောက်ခါကျရင်ကို့အမတွေလည်းဘလောက်ပဲချစ်ပဲချစ်ပါစေအောင် အာမဖြေတော့ဘူးမရေဆိုတဲ့ဟာမျိုးနဲ့ပဲကျွန်တော်မဖြေတော့ဘူးအိုင်မေကွန်းလေးကြော်ပေးပါဆိုတဲ့ဟာမျိုးနဲ့ပဲသွားတော့မှာပေါ့နော်ဘာလို့လဲဆိုတော့အဓိကဖြစ်နေရညီမပြီမှာကြောင်းဖန်ချင်းဖန်ချင်းဖြစ်ကြတာအောက်ကဟိုဒီဘက်ဖန်ကလည်းကုလူကိုထေမကြိုက်ဘူးဖန်ကလည်းအမဟွာမဖြစ်ဘူးအဲ့လိုမျိုးခါကြတော့ဗိုင်းပြပကျွန်တော်တို့ချင်နေရကျွန်တော်တို့ရဲ့ fan တွေအနေနဲ့ကြာတော့ဒီလိုစကားရေးနေရတဲ့ချာမှာကျွန်တော်လည်းသူတို့အတွက်စိတ်မကောင်းအဲ့လိုမျိုးလေးဖြစ်တာဆိုတော့ခါကြတော့လေဟုတ် ဟုတ်တယ်ဟုတ်တယ်ဒီဒီထားမယ်ကိုကတော့ဟိုရှိရရှိတိုင်းပဲဒါဘုံဝင်လင်းလင်းပြောပြောပြောဆိုတတ်တဲ့လူမျိုးဖြစ်တာဖြစ်တဲ့အတွက်လေဟုတ်အမှန်တိုင်းပြောရလို့ရှိရင်အာကျွန်တော်တို့ဟို GR ဒီလိုမျိုးကကျွန်တော်တို့เนี่ยမစိမ့်ဘောနော်ဘာလို့လဲဆိုတော့မနစ်ကတဲဆုညင်းပြိုင်နေဆိုလို့ရှိရင် time media တော်တော်များများပေါ့နော် ကတဲဆုညင်းထိုင်ရင်လည်းရိုက်တယ်တဲဆုညင်းစားရင်လည်းရိုက်တယ်တဲဆုညင်းကရင်လည်းရိုက်တယ်အဲ့လိုမျိုးအခြေအနေမှာတော့ကျွန်တော်တို့ဒီ controlling လုပ်ပြီးတဲဆုညင်းကိုကောင်းမွန်တော့ အခြေအနေတစ်ခုကြောင့်ကျွန်တော်တို့အများကြီးထိတ်လာခဲ့ရတာလေသူလည်းအရန်ပင်ပန်းနေဆိုကျွန်တော်ပြောချင်တာအဲ့ဒါလေးပေါ့နော်အဲ့တော့ခါကြတော့ကျွန်တော်တို့ဆိုရှယ်မီဒီယာနဲ့မရင်းနေတာဖြစ်တဲ့အတွက်ဒါကြီးကတော့ကျွန်တော်အရန်ပြောစရာမလိုဘူးပေါ့နနာဟုဆိုလည်းဒါနေသက်ထိုင်တဲ့မြင့်မြတ်မှုဆိုနေသက်ထိုင်တတ်တာပဲဆိုတော့ခါကြတာလေကျွန်တော်အဲ့လိုကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ဒါသမီးတွေအပေါ်မှာအရန်ပြောရတာမျိုးမရှိပါဘူး